ို့သမီးတို့မင်္ဂလာပါတီချဲကတော့တတမရန်တင်ချောင်ဘာသာရက်ကိုတင်ကြပေးမယ်တီချဲဆိုဖြစ်ပါတယ်ဒီနေ့တီချဲပြောပြပေးမယ့်အကြောင်းအရာကတော့တင်ချာနှစ်ခန်းသုံးတရိကံများဆောက်လုပ်ဆွဲတာချင်းနဲ့ထတ်တူညီချင်းမှာတင်ကန်းစာ6ဖြစ်တဲ့နှစ်တောင်းနဲ့တနာပေးထားသော တရိကံတစ်ခုဆောက်လုပ်ဆွဲတာချင်းအကြောင်းပဲဖြစ်ပါတယ် တရီဂန်တစ်ခုရဲ့ဒေါင်းနှစ်ဒေါင်းဟာ80ဒီဂရီနဲ့90ဒီဂရီဖြစ်ပြီးတော့အဲ့ဒီဒေါင်းနှစ်ဒေါင်းရဲ့နီးစပ်တဲ့အနားက6စင်တီမီတာ လို့ပေးထားတယ်။အဲ့ဒီတော့ဒီချေရိုးကလိုအပ်တဲ့ထရီဂန်ရရှိဖို့အတွက်ဒီချေဆွဲပြတဲ့နီးအဆင့်စင်တွေနဲ့သားတို့သမီးတို့လိုက်ဆွဲကြည့်ကြပါ။အဆင့်တစ်ကတော့6စင်တီမီတာရှိတဲ့မြင်းပိုင် AB ကို ဆွဲရမှာဖြစ်ပါတယ်။ ခုဒီချက်6စင်တီမီတာရှိတဲ့မြင်းပိုင် AB ကိုဆွဲလိုက်ပါပြီ Now အစစ်နှစ်ကတော့ A အမှတ်မှာ down PAB ညီမြချင်း80ဒီဂရီဖြစ်အောင်လို့ဒီချက်ကိုဆွဲပါမယ် ုအမတ် A မှာဒေါက် PAB ညီမြချင်း90ဒီဂရီဖြစ်စေမဲ့ဒေါင်ကိုဆွဲလိုက်ပါပြီ။နောက်အဆင့်3ကတော့ B အမတ်မှာဒေါက် AB2 ညီမြချင်း90ဒီဂရီဖြစ်အောင်လို့ဆွဲမှာဖြစ်ပါတယ်။အခု teacher တို့ဒီမှာအမတ် B မှာဒေါက် AB2 ညီမြချင်း 50ဒီဂရီဖြစ်အောင်လို့ဒီချေရိုဒီမှာဆွဲပါမယ်လိုမျိုးဆွဲလိုက်တဲ့အခါမှာ B2 က AP ကို C အမှတ်မှာဖြတ်လိုက်ပါတယ် အဲ့ဒီခါမှာတီချာတို့ဆွဲလိုက်တဲ့တရိကန် ABC ဟာဒေါက် A နဲ့ဒေါက် B တွေမှာ90ဒီဂရီနဲ့90ဒီဂရီအတီးတီးရှိပြီးတော့သူတို့ရဲ့နီးစပ်အနား AB ဟာဆိုရင်6စင်တီမီတာရှိတဲ့တရိကန်ဖြစ်ပါတယ်။အခုဒီချဲဆွဲပြသွားတာကိုပြန်ပြီးတော့ပြောကြည့်အောင်။ဒီချဲတို့အရင်ဆုံးမြင်းပိုင်း AB ကို6စင်တီမီတာနဲ့ဆွဲပါတယ်။ ပြီးလို့ရှိရင် A အမှတ်မှာ down P A B ညီပြခြင်း90ဒီဂရီဖြစ်အောင်ဆွဲတယ်။နောက်တစ်ခါ B အမှတ်မှာ down A B Q ညီမြခြင်း90ဒီဂရီဖြစ်အောင်ဆွဲလိုက်တဲ့အခါမှာ AP ကို C မှတ်မှာဖြတ်ပါမယ်။အဲ့တော့ teacher တို့အခုဆွဲထားတဲ့ trigon ABC ကတော့ ဓာတ်80ဒီဂရီ50ဒီဂရီနဲ့နီးစပ်အနား6စင်တီမီတာရှိတဲ့တြိကံအားလိုအပ်တဲ့တြိကံဖြစ်ပါတယ်။ဒါရုသမီးတို့လည်းဒီချက်ဆွဲထားတဲ့အတိုင်းလိုက်ပြီးတော့ဆွဲကြည့်ကြပါလို့ဒီချက်ပြောချင်ပါတယ်။အခုဒီချက်ဆွဲပြသလိုမျိုးဒါရုသမီးတို့လည်းလက်တွေ့လိုက်ပြီးတော့ဆွဲကြည့်ကြပါလို့ဒီချက်မှာကြားချင်ပါတယ်။ ဒီနေ့ဒီချေပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့တင်ချာနှစ်အခန်း3တရိကံများဆောက်လုပ်ဆွဲသားခြင်းနဲ့ထတ်တူညီခြင်းဟာတင်ကန်းစာ6ဖြစ်တဲ့နှစ်ထောင်နဲ့တနာပေးထားတဲ့တရိကံများဆောက်လုပ်ဆွဲသားခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီချေရှင်းပြပေးခဲ့တာတွေကို နားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်တင်ကန်းစာတွေမှာဒီချေတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။ င်ကန်းစာခုနှစ်ဖြစ်တဲ့ဒေါက်နှစ်တောင်းနှင့်အနာတနာတို့အသီးသီးတူညီသောထရိကန်နှစ်ခုထပ်တူညီခြင်းအကြောင်းပဲဖြစ်ပါတယ်။ ီမှာဖော်ပြထားတဲ့ trigon ABC နဲ့ trigon DEF ပုံလေးကိုသားတို့သမီးတို့တွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီပုံလိုပဲဒေါင်းဘီညီများချင်းဒေါင်းအီညီများချင်း90ဒီဂရီဒေါင်းစီညီများချင်းဒေါင်း F ညီများချင်း90ဒီဂရီနဲ့ BC ညီများချင်း EF ညီများချင်း 6cm ရှိတဲ့ trigon ABC နဲ့ trigon DEF တွေကို သားတို့သမီးတို့ကစာရွက်ပေါ်မှာအတီးတီးဆွဲလိုက်ပါပြီးတော့အဲ့ဒီ trigger နှစ်ခုကိုဖြတ်ထုတ်ပြီးတော့ထပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် trigger ABC က trigger DEF နဲ့ထပ်တူညီနေတာကို တွေ့ကြရမယ်ဆိုလိုတာကတော့ trigon abc နဲ့ trigon def တို့မှာ down b နဲ့ down e နဲ့တူတယ် down c နဲ့ down f နဲ့တူတယ် BC နဲ့ EF နဲ့တူတယ်ဆိုလို့ရှိရင် trigon ABC ကတ trigon DEF နဲ့ထတ်တူညီတာဖြစ်ပါတယ်။အဲ့လိုထတ်တူညီခြင်းကို2000တနာထတ်တူညီခြင်းသို့မဟုတ် ထထနာထတ်တူညီခြင်း AAS congruence ဆိုပြီးတော့ခေါ်ပါတယ်။ဥပမာပုံလေးကို ကြည့်ရအောင် trigon abc နဲ့ trigon xyz မှာဆိုလို့ရှိရင် down b ရ80 degree down y ရလည်း80 degree အဲဆိုရင် down b နဲ့ down y နဲ့ညီတယ်နောက်တစ်ခါ down c ရ56 degree down z ကလည်း56 degree ဖြစ်တဲ့အတွက်ကြောင့် down c နဲ့ down z နဲ့တူတယ်နောက်တစ်ခါအဲ့ဒီအနှစ် down ရဲ့အနားတနာဖြစ်တဲ့ BC ကလည်း 5cm YZ ကလည်း 5cm ဖြစ်တဲ့အတွက်ကြောင့် BC ညီမြချင်း YZ ဖြစ်တယ်။အဲ့လိုဆိုရင် trigon ABC နဲ့ trigon XYZ မှာဆိုရင်ဒေါက်နှစ်ဒေါက်နဲ့အနာတနာတူညီနေတာကိုတွေ့ရတယ်။အဲ့ဒါကြောင့်မလို့ trigon ABC က trigon XYZ နဲ့ထပ်တူညီတာဖြစ်ပါတယ်။ အခုဥပမာနေပြီးတော့မှတ်ချက်၁ကို သားတို့သမီးတို့တွေ့မြင်ကြရမှာဖြစ်ပါတယ်။တြိဂံတစ်ခုရဲ့ဒေါက်နှစ်ဒေါက်ကိုပေးထားလျှင်ကြံဒေါက်ကိုရှာနိုင်တယ်။အဲ့ဒါကြောင့်မလို့အထက်ပါထတ်တူညီချင်းမှာနီးဆက်အနာအစာလိုက်ဖက်အနာတနာလို့ဖော်ပြနိုင်တယ်။မှတ်ချက်၂ကတော့တြိဂံတစ်ခုရဲ့ဒေါက်နှစ်ဒေါက်ရဲ့ လိုက်ဖက်အနာတနာရဲ့ပေးထားမယ်ဆိုရင်ယင်းတရိကံရဲ့ပုံတတန်နဲ့အရွယ်စားကိုတိကျစွာ ဖော်ပြနိုင်တယ်။အခုသင်ခန်းစာနေပြီးတော့ဒါတို့သမီးတို့မှတ်သားရမယ့်အချက်ကတော့တောင်းနှစ်တောင်းနဲ့လိုက်ဖက်အနာတနာတို့အတီးတီးတူညီသော တရိကံနှစ်ခုဤထတ်တူညီခြင်းကိုနှစ်တောင်းတနာထတ်တူညီခြင်းသို့မဟုတ်ထထနာထတ်တူညီခြင်း AAS congruence ဆိုပြီးတော့ခေါ်တယ်။ဒီနေ့ဒီချက်ပြောပြပေးခဲ့တဲ့ အကြောင်းအရာကတော့သင်္ချာနှစ်အခန်းသုံးတရိကံများဆောက်လုပ်ဆွဲသားခြင်းနှစ်ထတ်တူညီခြင်းမှာသင်ခန်းစာခုနှစ်ဖြစ်တဲ့ တောင်နှစ်တောင်နှစ်အနာတနာတို့အတီးတီးတူညီတဲ့တိကံနှစ်ခုထပ်တူညီခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းတီချဲရှင်းပြပေးခဲ့တာတွေကိုနားလည်သဘောပေါက်မယ်လို့တီချဲမျှော်လင့်ပါတယ်။ဖတ်စာအုပ်မှာပါတယ်။လေ့ကျင့်ခန်းတွေကိုလည်းဒါတို့သမီးတို့စူးစမ်းပြီးတွေ့ကြည့်ကြပါလို့တီချဲမှာကြားခြင်းပါတယ်။နောက်လာမယ့်သင်ခန်းစာတွေမှာတီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye. တင်ကန်းစာရှိဖြစ်တဲ့ဒေါမှန်ကန်းအနားနဲ့ကြံအနားတနာပေးထားတဲ့ဒေါမှန်တရီကန်တစ်ခုကိုဆောက်လုပ်ဆွဲသားခြင်းအကြောင်းပဲဖြစ်ပါတယ်။ ံတစ်ခုရဲ့ဒေါက်မှန်ကန်အနားက5 cm ဖြစ်ပြီးတော့ကြံအနားတစ်ဖက်က4 cm ဖြစ်ပါစေ။ဒီချဲတို့လုံဆောင်ချက်အဆင့်ဆင့်တွေကိုဒီချဲဆွဲပြမှာဖြစ်ပါတယ်။အရင်ဆုံးအဆင့်1အင်ဒီနဲ့4 cm ရှိတဲ့မြင်းပိုင်း AB ကိုဆွဲပါမယ်။ 4cm ရှိတဲ့မြင်းပိုင်း AB ကိုဒီကျဲဆွဲလိုက်ပါပြီ။ အစစ်နှစ်ကတော့ B မှာ BP ဓာတ်မှတ် AB ကိုဆွဲမှာဖြစ်ပါတယ်။အဲဒါကြောင့်တီချယ်တို့ဆဝိုင်းချမ်းနဲ့ဓာတ် B မှာ90ဒီဂရီဖြစ်အောင်လို့တီချယ်တို့ဒီမှာဆွဲပါမယ်။ကိုဒီမှာ B မှာ BP တောင်မတ်ကြ AB ကိုဒီကျဲဆွဲလိုက်ပါပြီအဆင့်3ကတော့ A ကိုဘဟုအဖြစ်ယူပြီးတော့အချင်းဝက်5 cm ရှိတဲ့သဝန်းပိုင်းတစ်ခုကိုဆွဲမှာဖြစ်ပါတယ်အခုဒီကျဲ A ကိုဘဟုပြုပြီးတော့အချင်းဝက်5 cm ရှိတဲ့သဝန်းပိုင်းကိုဆွဲတဲ့အခါမှာ BP ကို C အမှတ်မှာတွေ့ပါမယ် ်ဘီပီကိုစီမာဖြတ်ပါစေအဆင့်လေးရတော့ A နဲ့ C ကိုဆက်သွယ်ရပါမယ်အဲ့ဒီခါမှာတရိကံ ABC ရာ AB ညီမြချင်း4 cm AC ညီမြချင်း5စင်တီမီတာနဲ့ဒေါင်ဘီယာဒေါင်မှန်ဖြစ်တဲ့လိုအပ်တဲ့ဒေါင်မှန်ဒရီဂန်ဖြစ်ပါတယ်။ဒီချဲရောအခုဒီချဲအစင်စင်ဆွဲပြပေးခဲ့တာတွေကိုဒီချဲပြန်ပြီးတော့ရှင်းပြပေးပါမယ်။အရင်ဆုံးမြင်းပိုင် AB 4cm ကိုဒီချဲရောဆွဲလိုက်မယ်။ပြီးလို့ရှိရင် B မှာ BP ဒေါင်မှတ်ကြ AB ကိုဆွဲမယ်။ ဆွဲပြီးလို့ရှိရင်အချင်းဝက်5 cm ကိုယူမယ်ပြီးရင် AO ဗဟိုထားပြီးတော့အဝန်းပိုင်းလေးကိုဆွဲလိုက်တဲ့အခါမှာ BP ကိုစီအမှတ်မှာဖြတ်မယ်ပြီးရင် A နဲ့ C ကိုဆက်သွယ်လိုက်မယ်အဲ့ဒီအခါမှာရရှိလာတဲ့တရိကန် ABC ရာဆိုလို့ရှိရင် AB ညီမျှချင်း 4cm AC ညီမျှချင်း 5cm နဲ့ down B ရာ down မှန်ဖြစ်တဲ့အတွက်ကြောင့်တရိ ကန် ABC ရာဆိုရင်လိုအပ်တဲ့ဒေါမန်ဒရီကန်ဖြစ်ပါတယ်အခုဒီချက်ဆွဲပြခဲ့တဲ့ trigan abc က ab ညီမြချင်း 4cm ac ညီမြချင်း 5cm နဲ့ဒေါက်ဘီမှာဒေါက်မှန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လိုအပ်တဲ့ trigan ပဲဖြစ်ပါတယ်။ဒီနေ့ဒီချက်ရှင်းပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့တင်ချာနှစ်အခန်း3 trigan များဆောက်လုပ်ဆွဲတာခြင်းနဲ့ထပ်တူညီခြင်းမှာသင်ခန်းစာ၈ဖြစ်တဲ့ ဒေါမှန်ကန်အနားနှင့်ကြံအနားတနာပေးထားသောဒေါမှန်ထရီကန်တစ်ခုကိုဆောက်လုပ်ဆွဲသားခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းတီချဲရှင်းပြပေးခဲ့တဲ့သင်ခန်းစာတွေကိုနားလည်သဘောပေါက်မယ်လို့တီချဲမျှော်လင့်ပါတယ်။ဒါတို့သမီးတို့ကလည်းဖတ်စာအုပ်မှပါတဲ့လေ့ကျင့်ခန်းတွေကိုစူးစမ်းပြီးတွေ့ကြည့်ကြပါလို့တီချဲမှာကြားခြင်းပါတယ်။နောက်လာမယ့်သင်ခန်းစာတွေမှာတီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye. သင်္ကန်းစာ၉ဖြစ်တဲ့ဓောက်မှန်ကန်းအနားနှင့်ကြံအနားတနာတို့အတီးတီးတူညီသောဓောက်မှန်ထရီကန်နှစ်ခုထပ်တူညီခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒီမှာဖော်ပြထားတဲ့ trigon ABC နဲ့ trigon PQR တို့လိုပဲ ဒါတို့သမီးတို့ကလည်းဒေါင်စီညီမြချင်းဒေါင်အာညီမြချင်း60ဒီဂရီ BC ညီမြချင်း QR ညီမြချင်း 4cm နဲ့ AB ညီမြချင်း PQ ညီမြချင်း 5cm အတီးတီးရှိတဲ့ trigon ABC နဲ့ trigon PQR ကို စာရွက်ပေါ်မှာဆွဲလိုက်ပါပြီးလို့ရှိရင် trigon နှစ်ခုကိုဖြတ်ထုတ်ပြီးတော့ထပ်ကြည့်လိုက်ပါ အဲ့ဒီခါမှာ trigon abc ရာ trigon pqr နဲ့ထတ်တူညီတာကို သားတို့သမီးတို့တွေ့ကြရမှာဖြစ်တယ်။ဆိုလိုတာကတော့ဓာတ်မှန်ကန်အနား ap ညီမြချင်းဓာတ်မှန်ကန်အနား pq ဖြစ်ပြီးတော့ bc နဲ့ rq ဖြစ်တယ်ဆိုလို့ရှိရင် trigon abc ရာ trigon pqr နဲ့ထတ်တူညီမှာဖြစ်တယ်။ အဲ့ဒီထတ်တူညီချင်းကိုဓမ္မံကံအနာနှစ်ကြံအနာတစ်ဖက်ထတ်တူညီချင်းသို့မဟုတ်မာနနာထတ်တူညီချင်း RHS congruence flow core ရဲ့ ဥပမာဒီ tree gan နှစ်ခုကိုကြည့်ရအောင် tree gan abc နဲ့ tree gan xyz မှာဆိုရင် down c နဲ့ down z က90 degree ဖြစ်ကြတယ်နောက်တစ်ခါ down မှန်ကန်အနားတွေဖြစ်တဲ့ AB နဲ့ XY က5 cm စီရှိရတဲ့အတွက်ကြောင့် AB နဲ့ XY နဲ့ညီတယ်။နောက်တစ်ခါအနားတနာဖြစ်တဲ့ AC နဲ့ XZ ကလည်းအနားတနာဖြစ်တဲ့ AC နဲ့ ASIC ကလည်း 3CMG နဲ့ညီကြတယ်အဲ့ဒါကြောင့် AC ညီမြချင်း ASIC ဖြစ်တယ်အဲ့တော့ Dawman Dragon ABC နဲ့ Dawman Dragon XYZ မှာဆိုရင် Dawman ကအနာဖြစ်တဲ့ AB နဲ့ XY နဲ့တူတဲ့အနာတနာစီဖြစ်တဲ့ AC နဲ့ အိတ်ဆက်တို့ကလည်းညီတယ်အဲ့ဒါကြောင့် trigger နှစ်ခုဟာထတ်တူညီသွားတာဖြစ်ပါတယ်အဲ့တော့ trigger ABC ထတ်တူညီများချင်း trigger XYZ ဖြစ်တယ်အဲ့ဒီမှာဒီချေရိုဒီသင်္ကန်းစာနေပြီးတော့မှတ်ချက်ကလေးတစ်ခုရှိပါတယ်ဒေါမန်ကန်အနားနဲ့ကြံအနားတစ်ဖက်ပေးထားတယ်ဆိုရင်ဒေါမန် trigger ရဲ့ပုံတံတန်နဲ့အရွယ်အစားကိုကြည့်ကြစွာ ဖော်ပြနိုင်တယ် အဲ့တော့ teacher တို့ဒီသင်ခန်းစာနေမှတ်သားမဲ့အချက်တွေကိုရေးသားပေးထားပါတယ်ဒေါမန်ထရီကန်တခုဤဒေါမန်ကန်အနာနှင့်ကြံအနာတစ်ဖက်သည်အခြားဒေါမန်ထရီကန်တခုဤဒေါမန်ကန်အနာနှင့်ကြံအနာတစ်ဖက်တို့အတီးတီးတူညီကြလျင်ထိုထက်တူညီခြင်းကိုဒေါမန်ကန်အနာနှင့်ကြံအနာတစ်ဖက်ထက်တူညီခြင်းသို့မဟုတ် မာနနာထတ်တူညီခြင်း RHS congruence လို့ခေါ်တယ်။တြိကံများကိုစောက်လုတ်ဆွဲသားရာတွင်အခြေခံ၃ချက်လိုအပ်ပြီးတော့အနည်းဆုံးအနာတစ်ဖက်ရဲ့အလျားကိုတိရှိမှသာလျှင်ပြည့်စုံတိကျတဲ့တြိကံကိုစောက်လုတ်နိုင်တယ်။ ဲ့တော့သားတို့သမီးတို့ကလည်းအခုတင်ကြားတဲ့သင်ကန်းစာမှာဆိုလို့ရှိရင်ဒေါ့မန်ထရီကန်မှာဆိုရင်ဒေါ့မန်ကန်အနားနဲ့ကြံအနားတစ်ဖက်ကိုတိမယ်ဆိုလို့ရှိရင်အဲ့ထရီကန်နှစ်ခုကိုထတ်တူညီတာကို သားတို့သမီးတို့သိရှိမှာဖြစ်တယ်အဲ့တော့ဒေါ့မန်ကန်အနားနဲ့ကြံအနားတစ်တဖက်တူညီနေတယ်ဆိုလို့ရှိရင်အဲ့ဒီထတ်တူညီခြင်းကိုဒေါမန်ကန်အနားနဲ့ကြံအနားတစ်ဖက်ထတ်တူညီခြင်း သောမဟောမာနာနာထတ်တူညီခြင်း RHS congruence လို့ခေါ်ကြရမှာဖြစ်ပါတယ်။ဒီနေ့ဒီချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့သင်္ချာနှစ်အခန်းသုံးတိကံများဆောက်လုပ်ဆွဲသားခြင်းနှင့်ထတ်တူညီခြင်းမှာသင်္ကန်းစာကိုဖြစ်တဲ့ဒေါမှန်ကန်အနာနှင့်ကြံအနာတနာတို့အသီးသီးတူညီသောဒေါမှန်တိကံနှစ်ခုထတ်တူညီခြင်းအကြောင်းပဲဖြစ်ပါတယ်။ သားတို့သမီးတို့လည်းတီချဲရှင်းပြပေးခဲ့တာတွေကိုနားလည်သဘောပေါက်မယ်လို့တီချဲမျှော်လင့်ပါတယ်။သားတို့သမီးတို့နားလည်သဘောပေါက်ပြီးဆိုရင်ဖတ်စာအုပ်မှာပါရှိတဲ့လေ့ကျင့်ခန်းတွေကိုစူးစမ်းပြီးတွက်ကြည့်ကြပါလို့တီချဲမှာကြားခြင်းပါတယ်။နောက်လာမယ့်သင်ခန်းစာတွေမှာတီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye. thank you သင်ကန်းစာ30ဖြစ်တဲ့အစွန်းထွက်ဖြစ်ရအကြောင်းပဲဖြစ်ပါတယ်။ များကိုစောက်လုတ်ဆွဲထားတဲ့အခါမှာ အခြေခံအချက်၃ချက်လိုအပ်တယ်။အနည်းဆုံးအနာတစ်ဖက်ရဲ့အလျားကိုသိရှိမှသာစောက်လုတ်နိုင်တယ်ဆိုတာကိုသားတို့သမီးတို့သိရှိခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့အနာနှစ်ဖက်နဲ့ဓာတ်တောင်မဟုတ်တဲ့အခြားတောင်တစ်တောင်ကိုပေးထားလို့ရှိရင်တော့ခြွင်းချက်ရှိရဲ့ပေးထားချက်နဲ့ကိုက်ညီရဲ့တွိကံနှစ်ခုကိုလည်းရရှိနိုင်တာဖြစ်ပါတယ်ဒီချေရောဥပမာကိုတွက်ကြည့်ရအောင် ဒီချဲတို့ AB ညီမြချင်း4 cm BC ညီမြချင်း5 cm ဒေါက် BCA ညီမြချင်း45 degree ရှိတဲ့တရိကံလေးကိုစောက်လုံဆွဲသားဖို့အတွက်ဒီချဲတို့ဒီမှာအဆင့်ဆင့်ဆွဲသားရမှာဖြစ်ပါတယ် အဆင့်1ကတော့ 5cm ရှိတဲ့မြင်းပိုင်း BC ကိုဆွဲရပါမယ်။အခုဒီချက် 5cm ရှိတဲ့မြင်းပိုင်းလေးကိုဆွဲလိုက်တယ်။မြင်းပိုင်း BC 5cm ဆိုပြီးတော့ဒီချက်ဒီမှာရေးလိုက်မယ်။အစစ်နှစ်ကတော့ C မှာ down BCD ညီမြချင်း45 degree ကိုဆွဲပါမယ်။ အဆင့်3ကတော့ B ကိုပဟိုပြုတ်ပြီးတော့အချင်းဝက်4 cm နဲ့စက်ဝန်းပိုင်းတစ်ခုကိုဆွဲပါမယ်ဒီချက်ကိုဒီမှာ4 cm နဲ့စက်ဝန်းပိုင်းတစ်ခုကိုဆွဲပြပါမယ်အဲ့လိုဆွဲလိုက်တဲ့အခါမှာဒီပုံမှာဆိုလို့ရှိရင်စက်ဝန်းပိုင်းပြက်က CD ကို အမှတ် A နဲ့ A prime တို့မှာ ဖြတ်သွားကြောင်းကို တွေ့ရမယ်အစ်စ်လေးရတော့ A နဲ့ B A prime နဲ့ B ကိုဆက်ရမှာဖြစ်ပါတယ်အခုဒီချက်ဒီမှာဆက်လိုက်ပါပြီ A နဲ့ B a prime နဲ့ b ကိုဒီချက်ဒီမှာဆက်လိုက်ပါပြီအဲ့ဒီအခါမှာဆိုလို့ရှိရင် ab ရလဲ4 cm a prime b ရလဲ4 cm နဲ့ဆွဲထားတဲ့အတွက်ကြောင့်မို့လို့တရိကံ abc နဲ့တရိကံ a prime A ပရိုင် B C ကိုနှစ်ခုတရိကံနှစ်ခုကိုရရှိမှာဖြစ်တယ်။အဲ့ဒီတရိကံ A B C နဲ့တရိကံ A ပရိုင် B C တို့မှာဆိုရင်ပေးထားတဲ့အခြေခံ၃ခုစလုံးပါတယ်။ဒါပေမဲ့တရိကံနှစ်ခုဟာပုံတံတန်နဲ့အရွယ်အစားတို့ဟာကွဲပြားနေတာကို တွေ့ရမယ်။ အဲ့ဒီဖြစ်ရက်ကိုအစွန်းထွက်ဖြစ်ရက်လို့ခေါ်ပါတယ်။ဘာလို့သမီးတို့ကိုဒီချက်အခုရှင်းပြပေးခဲ့တဲ့သင်ခန်းစာကတော့သင်္ချာနှစ်အခန်းသုံးတိကံများဆောက်လုပ်ဆွဲသားခြင်းနှင့်ထတ်တူညီခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကသင်္ကန်းစာတစ်ဆက်ဖြစ်တဲ့အစွန်းထွက်ဖြစ်ရအကြောင်းပဲဖြစ်ပါတယ်။အခုဒီချက်ရှင်းပြပေးခဲ့တာကိုသားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်္ကန်းစာတွေမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ 拜拜。Bye bye.